မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့2002ခုနှစ်တက်လန်းဂျာနယ်အတွေ့အသုံးအမှတ်29စာအုပ်မှာစာရေးဆရာအကယ်ဒမီသူ့မောင်ရေးသားသောရွှေကြားပြောသောပုံမြင်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကုန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင် ကျွန်တော်တို့ငယ်စဉ်တောင်ချင်းပုလူကွေးဘဝမှာပုံမြင်ကိုစပြီးနားထောင်ကြပါတယ်။ပုံမြင်ပေါင်းများစွာတဲ့ကအစွဲလန်းဆုံးအကြရာဆုံးပထမဆုံးပုံမြင်ကတော့ရွှေရုံနဲ့ရွှေကြားပုံမြင်ပါပဲ။အခုဒီစားစုမှာအဲ့ဒီပုံမြင်တွေကဇက်ကောင်ရွှေကြားကိုယူပြီးခေါင်းစည်းတက်ပါတယ်။ဒါပေမဲ့ကျွန်တော်ပြောပြမှာကပုံမြင်တွေကရွှေကြားကြောင်မဟုတ်ပါဘူး။ကျွန်တော်တို့ငယ်စဉ်ကတည်းကဆရာသမားလိုဦးလေးသားချင်းလိုအဆုံးစွန်တငယ်ချင်းလိုပေါင်းသင်းအားကြခဲ့ရတဲ့ကြားကြောင်ပါ။အဲဆရာကြားလိုလည်းတညာ များပြုပါတယ်။ကြားကြီးလို့လည်းချစ်စနိုးသမုတ်ပါတယ်။မြမရောကဘာရောကအတိမတ်ပြုကြတာကတော့လက်ဝိကျော်ကြားပါငိမ့်ပါပဲ။ကြားပါငိမ့်ဆိုလို့စကားမဆက်ပြောရအောင်မယ်။လက်ဝိကျော်ဥပငိမ့်ဟာကြားတကောင်လို့ရဲရင်ပြီးကြမ်းတမ်းလို့ကြားဆိုတဲ့ဂုံပုတ်ကိုယူခဲ့တာမဟုတ်ပါဘူးတဲ့။ကျွန်တော်တို့အပြင်းပြေကစားတဲ့12ကောင်ကြားထိုးတာမှအလွန်တော်ပြီးအလွန်ဝါသနာကြီးတာကြောင့်သူ့ကိုကြားပါငိမ့်လို့ခေါ်တွင်ခဲ့တာပါပဲ။အဲ့ဒီကြောင်ကိုကျွန်တော်ကချစ်ခင်လေးစားတာကြောင့်ရှင်နစ်ခေလို့ရရွှေကြားလို့တတ်မှတ်ပါတယ် ျွန်တော်မှတ်မိသလောက်ဆရာကြားနဲ့ပေါင်းသိခဲ့ရမှာအချိန်များစွာဟာဆရာကြားရဲ့ပုံမြင်တွေနားထောင်ခဲ့ရတာကြီးပါပဲဆရာဟာအကြောင်းအရာတစ်ခုခုကိုစကားဝိုင်းမှာကြုံဆုံလာလျင်ချက်ချင်းဆိုသလိုပဲအဲ့ဒီအကြောင်းအရာနဲ့လိုက်ဖက်တဲ့ဟာတာဆန်ရဲ့ပုံမြင်တွေကိုပြောပြတတ်ပါတယ်ထီထီမိမိရှိလာသလိုရီမောပျော်ရွှင်ရတဲ့ပုံမြင်တွေပါပဲထူးခြားတာကဆရာကြားရွှေကြားရဲ့ပုံမြင်တွေဟာရှေးဘိုးဘေးဘီပင်လက်ထက်ကတဆင်စကားနဲ့အစင်လာရပြောလာကြတဲ့ရိုးရာပုံမြင်တွေမဟုတ်ပါဘူး သူ့ဘာသာသူရှာကြံတီထွင်ပြီးအပြောင်ပြဲပြောခဲ့တာကြီးပါပဲရုပ်တည်ရုပ်တာလည်းရှိလာပါတယ်ရှိမှာပေါ့သူကသူနဲ့ခစ်ပြိုင်ပေါ်ခဲ့တဲ့လူတွေနဲ့အကြောင်းအရာတွေကိုဆက်ဟပ်ပြီးတီထွင်ခဲ့တာကိုနားထောင်လို့ကောင်းတယ်လို့ရုပ်တည်ရှိလုံးလို့တကယ်အဖြစ်ပြန်များလားထင်ခဲ့ကြရတာမနည်းပါဘူးဒါကြောင့်လဲကျွန်တော်ဆိုရင်လူပုံလဲမှာအရှက်ကွဲခဲ့ရဘူးပါရဲ့တခါသာသူကကျွန်တော်ကိုမိုဟာမက်အလီကဘာကျော်ကန်ဝင်ရဲ့အကြောင်းတစ်ခုကိုအတီးပေါက်ကြီးပြောပြပါဗျာ အချိန်ကလည်းမူဟာမက်အလီတရဖူဆွန့်လွတ်ခဲ့ရပြီးနောက်တစ်ချိန်ပြန်ယူခဲ့တဲ့ကာလဆိုတော့ပြိသက်အလွန်စိတ်ဝင်စားနေချိန်မူဟာမက်ရဲ့ထိကဘာကြီးကဘာပျောက်မြောက်လာတဲ့ဇကားတွေကလည်းကဘာကျော်နေချိန်ကိုအလီဟာအင်္ဂလန်မှာလူပြူလက်ဝဲကျော်နဲ့ထိုးတက်ကြတော့တစ်ချိန်မှာတစ်ဖက်လူရဲ့လက်သီးချက်မိပြီးဖိထိုင်းကြသွားတယ် သူကချက်ချင်းပြန်ထပြီးပြိသက်ကိုအော်ကြီးဟစ်ကျဲပြောတယ်။အဲလိဇဘက်ဘေးမကြီးကအလီအလီဆိုပြီးအော်ဟစ်အားပေးတာကြောင့်သူကရောင်ရမ်းပြီးလှက်ကြည့်မိလို့ခုလိုအလစ်ထိုးခံရပါတယ်။အဲ့ဒီအကြောင်းကိုရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာကျွန်တော်ကလည်းအတီပေါက်ကြီးပြန်ပြောပြတော့အဖွဲသားတွေအားလုံးကသဘောကျပြီးရီမောကြလေရဲ့။ဒါပေမဲ့အလီအသေးဆွဲမင်းသားကြီးညွန်ဝင်းကတော့မရီတဲ့အပြင်ခမားဘာပောက်ခဲ့ရတယ်ရှောက်ပြောတာလေကျွန်တော်အလီရာဇဝင်အကုန်ဖတ်ပြီးသားဗျခမားပြောတဲ့အကြောင်းမပါဘူးလို့လက်တို့ပြောမှအချက်ကွဲရတော့တာပေါ့ ဆိုချင်တာကဝိတုသမားတယောက်ဖြစ်တဲ့ကျွန်တော်တောင်တကယ်ထင်ရအောင် ရွှေကြားပုံပြောကောင်းတာကိုပါတမန်နေ့ကတော့လက်ဝဲကျော်ကြားပါငင်းရဲ့သားဗဘူးဆရာစန်နေငင်းဘာမှလည်းမဆိုင်ဘူးနော်ဗဘူးဆရာစန်နေငင်းစီအလဲသွားပါတယ်မတွေ့ရတာကြာပြီဖြစ်တဲ့တငယ်ချင်းနှစ်ယောက်ပြန်ဆုံတော့ရှေးဟောင်းနောက်မြစ်တွေပြောကြပါတယ်ထုံစံတိုင်းစန်နေငင်းကအိမ်ရှင်ဆိုတော့ကျွန်တော်ကိုကျွန်တော်ဖခင်ဆရာတို့ကြောင့်ချီးမွမ်းကန်တဲ့ဧထောက်ခံပါတယ်ကျွန်တော်ကလည်းသူ့အဖေဆရာကြောင့်ရှင်တော်ပြန်သွင်းရတာပေါ့ ီမာရင်စိုးစိုးကပြောတဲ့ရွှေကြားပုံပြောကောင်းကောင်းတွေရောက်သွားပါတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲအဲ့ဒီချိန်မှာဆရာကြားနဲ့လက်တွဲခဲ့ဦးတဲ့အာကစားဆောင်မရှင်ဆရာစိတ်မျိုးမြင့်ကကျွန်တော်တို့ဝိုင်းနေရောက်ချလာပါတယ်သူကလည်းဆရာကြားချီးမွမ်းကန်တဲ့သူ့အတွေ့အကြုံတွေနဲ့ဝင်ရောက်လာပါတော့တယ် တခါသားကွာငါတို့တကွန်ချန်နယ်တိုက်မှာထိုင်နေတော့ဆရာကြားရောက်လာတယ်မျက်စိမျက်နှာမကောင်းပြီးတော့သူကမနှက်ကငါနဲ့အကြီးဆရာကြားဇနီးတော်တော်ဒုက္ခရောက်သွားတယ်မင်းညာကနေကလက်ဝဲသမားတွေငါတို့အိမ်မှာအိတ်ကြတယ်ငါတပည့်တွေကိုငါကအခန့်လို့တခုလဲစုပြီးအိတ်ခိုင်းတယ်ဒီမနှက်တော့ကွာနေပင်ထိုးရက်ဒီအိတ်ရကမထကြလို့အကြီးကစိတ်ပူပြီးအခန့်တကာတွားထုပြီးနှိုးတယ်ဒီတော့လဲဒီကောင်တွေကကြီးကြီးလင်းလင်းလန်းလန်းဆန်းဆန်းအတန်နဲ့သူတို့နိုးနေကြပါပြီလို့အတန်ပြန်ပြုတ်တယ် တန်းနဲ့ငါကလည်းဒင်းတို့အိယာကအစောကြီးနိုးပြီးဘာကြောင့်ချက်ချင်းမထကြသလဲသိချင်လို့အခန်းထဲဝင်သွားတော့ငနေသားတွေခြံအောင်နဲ့ငုတ်တုတ်ထိုင်လေးတွေ့ကြရတယ်။ဟိကောင်တွေအပြင်ထွက်ကြတော့လေလို့ပြောတော့မှခြံအောင်အပြင်ဘလို့ထွက်ရမှန်းမသိဘူး။အပေါ့ရှာမတွေ့လို့တဲ့။တဲခတ်တဲ့ကောင်တွေကွာဆိုပြီးငါတို့ရီပွဲမဖွဲ့ခင်မှာစကားဖြတ်စိတ်ညစ်တဲ့အမူအရာနဲ့ဂျာနယ်တိုက်ပေါ်ကပြန်ဆင်းသွားပါရော။ဆရာကြားအဲ့ဒါလိုခစ်ပြိုင်ပုံမြင်တွေပြောတဲ့အခါမှာပူပြီးရုတ်တရက်အောင်ပူပြီးရီအောင်အပြစ်လဲလွတ်အောင်ကိုပေါင်ကိုလန်ထောင်းတတ်ပါတယ် အခုပုံမြင်ဆိုရင်စက်ကောင်တွေကမှအခြားအားကစားသမားတွေမတုံမဲသူ့ချစ်တဲ့လက်ဝဲသမားတွေကိုတုံးထားတယ်။ဆရာကြားရဲ့ပုံမြင်စက်ကောင်ဖြစ်မကြမကြလို့အတုံးချခံရတာတော့ရွှေမန်းကလေးသားတွေပါပဲ။ဘာကြောင့်လဲဆိုတော့ဆရာကြားပါရင်ကိုယ်တိုင်ကရွှေမန်းကလေးသားမဟုတ်ပါလား။ 哦ဟာတာလောက်တယ်ဆိုတာကလည်းအချင်းချင်းကြည်စဲမှာကြည်နူးစရာကောင်းတာကိုလေဆိုကြပါစို့ရဲ့အဲ့ဒီနေ့ကရွှေချားပုံရင်လေးတယောက်တည်းပြောလိုက်ကြတာကျွန်တော်မှသမီးငယ်လေးကြောင်းသွားကြို့ဟိုရာတနားရီနီးပါးလောက်အချင်းတွေနောက်ကျယူရရောပါပဲဒါနဲ့ကျွန်တော်ကစံနေချင်းကိုပြောရပါတယ်ကိုင်းခမရအဖေကြောင့်ပြောရရုံနဲ့အလုပ်တွေမေ့ကုန်ပြီဒါတောင်သူကိုယ်တိုင်နဲ့ထိုင်ပြီးပြောရအဲနားထောင်ရတာမဟုတ်သေးဘူးလို့ မှတ်ချက်ဤစာစုရင်းနေချိန်မှာ2002ဇူလိုင်လ28ရက်မှာဖြစ်ပါသည်ဆရာကြားသည် ကျွန်တော်တို့လက်ပေါ်မှာတွင်1989ခုနှစ်ဇူလိုင်လ10ရက်နေ့မှာကွယ်လွန်ခဲ့ပါသည်ဘာလိုလိုနဲ့23နှစ်တင်းတင်းပြေခဲ့ပါပြီကောဗျာတဆက်တဲ့အကူကြီးတောင်းလိုဒီမှာကျွန်တော်ကဲ့သို့ဆရာကြီးအရင်ချာမဟုတ်ပဲနိဇက်ရာ စာပေဂီတပကြီးနဲ့အားကစားနယ်ပယ်မှ ပုံပုံများလဲရွှေချားပုံမြင်များမှတ်မိသိရှိပါကရေးကြပါပြောကြပါ တက်လန်းကြာနဲ့အတွေ့အုံအမှတ်29ခုနှစ်ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးဒီမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်